TNL တအန်းတက်ကဆုတ်ခွာပေးရမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကပြည်သူလူထုအများစုဟာစစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်လာမှာကိုစိုးရိမ်ပြီးမြို့ကိုဆွန့်ခွာတိမ်းရှောင်နေကြတယ်လို့နယ်မြေခံတွေကပြောပါတယ်ခွန်စုံသတင်းပေးပို့ထားတာပါရှင်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မန္လီတိုင်းမိုးကုတ်ရင်နာမြေကနေတရနနေ့တအန်းတက်ကဆုတ်ခွာပေးရမယ်လို့စစ်ကော်မရှင်ကအောက်တိုဘာ29မှာသဘောတူခဲ့ပါတယ် အဲ့ဒီနောက်မိုးမိတ်နယ်နဲ့မိုးကုတ်ရင်နာမြေကိုငွေဦးတော်လိုင်းအင်အားစုတွေကခုခံကာကွယ်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်မိုးမိတ်မြို့ကပြည်သူလူထုအများစုဟာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းရံကိုစိုးရိမ်ပြီးမြို့ကိုဆွန့်ခွာတိမ်းရှောင်နေကြတာပါ။မိုးမိတ်ကဟိုပဋ္ဌံရှိတဲ့လူတွေကတော့လွတ်ရကြွရအောင်ပြေးပြီးပေါ့ရှောင်ပြီးပေါ့တချို့ကြတော့လေဒီရဲ့မြို့နယ်ထဲမှာပဲရှိတဲ့ရွာတွေမှာ ဟိုအိမ်ကြီးကလေငားပြီးတော့မှရှောင်ကြတာပေါ့တချို့ဘာမှမတတ်နိုင်တဲ့လူတွေကတော့တေတော့မှတေရောကိုယ့်အိမ်ကနေကိုယ်ပဲနေနေကြပြီးတော့မှဒီတိုင်းပဲတေမဲနေပဲစောင့်နေရတယ်ဆိုတဲ့အဖြစ်မျိုးပဲဖြစ်နေတာပေါ့တရားနာနေတန်တက်ကစုတ်ခွာပေးရမယ့်မုံမိတ်မျိုးကို အခြားသောတော်လိုင်းအင်အားစုတွေကရောက်ရှိလာနေပါတယ်။ KYA ကချင်တက်အနေနဲ့ကလည်းမုံမိတ်မျိုးကတော်လိုင်းအင်အားစုတွေကိုကူညီပေးသွားမယ်လို့ဆိုထားပါတယ်။ဟုတ်ကဲ့မုံမိတ်အဲ့လိုပြန်ဆုံမယ်ဆိုတော့လုံကနေတရားနာနေလာတော့ ကျွန်တော်အခွဲရောက်လာတယ်တွေ့တာလည်းနည်းနည်းပဲတွေ့တာခါတိုင်းတစ်စိမ့်ကြီးတော့နည်းနည်းတွေ့တာတစ်စိမ့်နှစ်ဆက်ကွန်စစ်စင်ကြီးကာလာအတွင်းမုံမိတ်မြို့သိမ်းတိုက်ပွဲမှာအရတားတည်ဆုံးမှုရှိခဲ့ပြီးမြို့လေဈေးနဲ့လူစီကားပြီးအ धिक ကြတဲ့နေရာတွေပြန်သုံးမရအောင်မိလောင်ပြက်စီးခဲ့ပါတယ်လက်ရှိမုံမိတ်မြို့မှာတကြောပြန်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုပြည်သူလူထုတွေကစိုးရိမ်နေကြပါတယ်ကျွန်တော်ခွန်စော်ဦးပါ